။မတို့ကဟိုညံကောင်းတဲ့လူတွေဆိုတော့အမှန်မှာစီးပွားရေးလုံးကြမလို့ဟိုဘာလဲအခန်းငားစားတာတို့အိမ်ငားစားတာတို့မြေငားစားတာဆိုအမားတို့ကလှူဖို့ကအဲ့လိုတိန်းတစ်ထောင်လောက်ကိုလှူနိုင်တာပေါ့နော်။အဲ့ဒါအလှူချင်လို့လောက်တာဒီတိုင်းဆိုအမားကစီးပွားရေးလုံးကြမလို့တာအမားကမှတနေ့တခါတော့တိန်းတစ်ထောင်လောက်တော့လှူနိုင်ပါလေ။အဲ့ဒီယေသနာဆိုင်ဖွင့်ချင်တာအမားတိန်းတောင်းနဲ့ချီပြီးတော့လှူချင်တာ။အဲ့တည်းကြောင့်အမမရတော့လုံးလုံးမရမယ်လို့မမဆောင်းဆိုတဲ့နာမည်နဲ့ဖွင့်ရမှာပေါ့အဲ့ဒါမှပေးသက်တရားချစ်ပြီးတော့အားပေးပြီးတော့ ပွဲကြည့်တော့လူရောင်းမလောက်ဖြစ်ချင်ပါတယ်လို့ ပါတော့ဒီအမရဲ့မွေးလေးတွေယူရပြော3500ပေါ့နော်လူလိုက်တယ်ဟိုဟာပေါ့3250ဟာအမဟိုဟာငါလင်မှာအမဥဆောင်ပြီးတော့3250သွားလူရဲ့နောက်တစ်ခါကျတော့ဒီဒီမှာဒီနေ့အခုမွေးနေ့အဲ့ဒါလည်းမွေးနေ့တွေလူခဲ့တာပေါ့နော်အချိုးပြီးတော့နောက်တစ်ခါကျတော့အခုဒီနေ့မှာကျတော့လူဦးရေတစ်ထောင်ကိုအမပတ်စံလူရဲနောက်တစ်ခါကျတော့ထမင်းဘူးတွေလေထမင်းဘူးတွေလူရဲနောက်တစ်ခါကျအေးတို့နောက်တော့ဟိုဟာပေါ့အင်ဂျီတို့ အဲ့ဒါအဲ့လိုမျိုးလေးပေါ့နော်လှူပါတယ်နောက်တစ်ခါကျတော့ဟိုဟာလေးအင်းလေးမာလေးအိမ်အလုံးလိုက်လေအိမ်အလုံးလိုက်လေအမလှူလိုက်တယ်မျက်ပုံလေးရှင်းဟိုလေအိမ်တစ်လုံးပေါ့နော်35သိန်းအဲ့လေအမလှူတယ်နောက်တစ်ခါကျတော့ကိုတာကီးနဲ့ဟန်ဒူးဆန်ကိုမ15သိန်းလှူတယ်သူတို့လည်းငလင်တော့ကိုသူတို့လည်းလှူတာတွေ့ရလေ3800သွားလှူကြတာဆိုတော့အမသူတို့လည်းလှူတာပေါ့ဒါပေမဲ့ဟန်ဒူးဆန်ဒီမှာပဲပြန်လှူလိုက်တော့မယ်တဲ့ဒီမှာဒီမှာပဲပြန်လှူလိုက်မယ်ဆိုတော့အခုသူတို့လည်းဝိုင်းလှူသွားပြီးတယ်ပေါ့နော် နောက်တစ်ခါကျတော့ဒီမှာကွမ်တက်ကြီးပေးရမှာအခုဆယ်သိန်းတွက်လူအောင်မှန်။အဲ့ဒါဆိုအမရဲ့လူကတော့ဒီမွေးနေ့အတွက်ကြီးပဲပြလူတာသိန်း900ပေါ့။အမစီတိုနာဆိုယူသွတ်တယ်လေစီတိုနာမှာအများအမွေးနေ့လောက်တယ်။အဲ့ဒါတွေမလူအဲ့ဒါတွေကိုစီတိုနာမှာမလောက်ဖြစ်ပဲနဲ့အမမွေးနေ့လောက်ဖြစ်သွားတာပေါ့။အော်မွေးနေ့ဆိုတော့ဒီကောလုံးတတိယပါပေါ့အဓိကမွေးနေ့ရောက်တိုင်းတိတ်ဆုံးရတဲ့သူတွေပဲတတိယပါ ပို့ပြီးတော့လေအမေတွေအဖေတွေအမေကကျေးဇူးဆက်ခွင့်ရခဲ့တယ်အဖေကကျတော့မရခဲ့ဘူးလေကျေးဇူးဆက်ခွင့်မရခဲ့ဘူးပြီးတော့ကိုနဲ့မကြိုက်ပြလိုက်တဲ့လူတယောက်လည်းရှိရတယ်သူနဲ့ကကြိုက်တာပေါ့နော်ဟိုဟိုအစိတ်ထဲမှာတော့ကြိုက်တယ်လူကြီးရဲ့သဘောတူတာပေါ့အဲ့ဟိုဒါမဲ့ကိုနဲ့အကြောင်းမပါဘူးပေါ့နော်အင်းမောအမကမနဲ့မိုးလင်းတာနဲ့အမကဖះအတွက်ကိုတိုင်းဆုံးချက်တယ်ဟင်းချက်တယ်အဲဆုံးရတော့မအသေးပြရပါတော့ဟင်းချက်ပြီးတော့ကိုတိုင်းကက်ပြီးတော့ ပြီးတော့တစ်တီကိုမျိုးတွေကတ်တယ်ပြီးတော့ပန်းတွေကတ် ပြီးတော့မှအမသေးချာဆုတောင်းပြီးမှလေအမထွက်လာတာဖះအရင်ဆုံးဥချရတယ်ဒီဟာတွေကကြတော့ဒုတိယပေါ့နော်ဖះအဓိကဖះကုံမမေးရဘူးဒီလိုနေ့တွေကတရားကုံမမေးရဘူးဆရာသမားရဲ့ကုံဖះတရားတန်ငန်ရဲ့ကုံတော်တွေမမေးရဘူးပေါ့နော်အဲ့တော့မိဘဆရာသမားဖះတရားတန်ငန်မိဘဆရာသမားတွေရဲ့ကုံကိုမမေးရတာဆိုတော့လေ အဲ့လိုဒီနေ့လေးမှာဒီလိုမျိုးအလူတန်းနဲ့ဖျက်ခွင့်ရတဲ့အတွက်ကြောင့်အယံဝမ်းသာတယ်မိဘဆရာသမားတွေပေါ်မှာလည်းအမားရှိခဲ့လို့ရှင်ခွင့်လို့ပေးပါလို့မမဆောင်လိုက်စနေရပါလို့မိဘဆရာသမားဆရာသမားကြီးဆိုလဲကိုစတတ်တယ်အဲအဲ့လိုမျိုးစတာယူတို့ကတကယ်ထင်ဝါတက်တယ်အဲ့လိုစတာစတာမမဆောင်ဟိုကိုကအဲ့လိုဘယ်လိုပြောမလဲအဲ့လိုမျိုးဟိုတခါကျရင်ကိုကကိုစိတ်လိုက်ကောက်တာလည်းရှိရဲအဲ့ဒါစတာပါလို့ပြောချင်ပါတယ်ဘာကွာဝါဆိုကြီးတာတော့လူတန်းတွေအများကြီးလုခွင့်ရတယ်ကိုရဲ့ချွေးနှင်းစာတွေလုခွင့်ရတာပေါ့နော် အဲ့တော့ဒီကိုယ့်ရဲ့ဒီချွေးနှဲစာစစ်စစ်တွေလေတစ်နှစ်လုံးကိုကလေအဲ့လိုမျိုးပေါ့နော်အဲ့ဟိုမမဆောင်တော့အဲ့ဒီကြောညာဗီဒီယိုခင်မှာနာမည်ရတာဆိုတော့လေအရှိမတော့ကတော့မင်းသမီးရုပ်ရှင်မင်းသမီးစောင်းရင်တွေထွန်းတော့ဖြစ်ခဲ့တာပေါ့အဲ့ဒါကတော့ဟိုကားပေါင်း100ကျော်200နီးပါးရိုက်ခဲ့တယ်ပေါ့အဲ့ဒါတက်တက်အဲ့ဒါကိုဘေးကနေစတော့အမအွန်လိုင်းပေါ်မှာပို့လှုပ်ရှားတာပေါ့နော်လှုပ်ရှားတဲ့အချိန်မှာအဲ့လို line နေစိမ့်ဆန်ရလဲစာချုပ်ချုပ်တော့အမတို့ကလူတန်းနေနေဖြတ်တန်းခွင့်ရအောင် ဲ့တော့လည်းအမအရန်ဝမ်းသာတယ်နောက်တစ်ခါကျတော့တချင်းဆိုရင်လည်းအမတို့ဘယ်လိုပြောအဆိုတော်မဟုတ်ပြီပဲအမတို့တောင်းချင်တဲ့ဈေးကိုတောင်းတယ်အဲ့ဒီအတွက်ကြောင့်ပေးဝါးတဲ့သူတွေကိုအမတို့ကကျေးဇူးတင်ပါတယ်လို့အလူတွေများများလောက်ခွင့်ရပါတယ်လေအဲ့တော့အမတို့အရန်ဝမ်းသာတယ်ပေါ့အလူတွေလောက်ခွင့်ရအတွက်ကြောင့်ကြီးလာတဲ့ဘဝတော့ပိုကောင်းတာပေါ့နောက်ဘဝအတွက်အမတို့ကယူခွင့်ရပါမယ်လေအဲ့ဒီအတွက်ကြောင့်အမအရန်ဝမ်းသာတယ်လို့ပြောချင်ပါတယ်အဲ့ဒါတခါဟော့ပြီးွားပြီနောက်ခါထပ်ဟော့တာအဲ့ဒါကိုသူရူးဆန်နဲ့ဟိုဟာမင်းသားရဲအောင်ရဲ့ မင်းသားတူတူဆန်ရဲ့မင်းသားရဲအောင်ရဲ့မင်းသားနုလို့လည်းပါတယ်အမချစ်ပန်းဝီဆိုပြီးအကယ်ဒမီတက်ပေးခံရတဲ့ကားထဲမှာပလေးဘက်ပလေးဘက်ကိုတူတူဆန်နဲ့ပလေးဘက်အခန်းအဲ့ဒါ line ပေါ်မှာဟော့နေရဟုတ်တယ်မမဆောင်ရတဲ့ ID လုံးနေရဆိုတော့လေဟိုအမတို့ကဘေးကလေးယူလို့ရှိရင်အောက်ပိုင်းမလို့လက်တရမလို့တဲ့ခါကျတော့အမလေထဲမှာလေစပင်းညှက်သလိုဖြစ်နေအဲ့လိုမျိုးပေါ့နော်လေထဲမှာစပင်းဆက်ဆွဲသလိုဖြစ်နေအဓိကအမတို့ကဘေးကလေးယူပြီးဆိုအမတို့လက်တရမပါတော့ဘူးလေမပါတဲ့အမျက်နှာ instruction ကိုပဲယူပါဦး ဲ့ဒါကြောင့်မတို့အဲ့လိုမျိုးပေါ့အောက်မှာအဲ့လိုမျိုးလေးတွေဖြစ်သွားတယ်ဘယ်တက်လာအဲ့ဒါရုပ်ရှင်ကားကြီးဆိုတော့အမအဲ့ဒီရုပ်ရှင်ကားကြီးကိုမတို့ကဟိုတချင်းရှိရလေမတို့ကအဲ့ဒီထဲမှာရုပ်ရှင်ကားကြီးမှာပလေးဘက်နှစ်ပုတ်လောက်ထားအဲ့တူတူဆန်နဲ့ပလေးဘက်လောက်ထားရတဲ့ခုမှာမြက်ဝန်းဆိုတဲ့တချင်းအာအဲလုံးဝရဲ့မြက်ဝန်းတချင်းမှာအဲ့ဒီထဲကနေသူတို့ဖြတ်ပြီးတော့တင်လိုက်တာဟုတ်တယ်မားလေဟိုဟာဇက်ကားကြီးကြတော့အမတို့ကတင်ခွင့်မရှိဘူးမားတို့ဟောရီမှာလေအဲအကြောင်းအမသေအောင်ဆောင်ခဲ့တဲ့ကားတွေကိုမားမတင်ပြဘူးလေ ကိုနေဒိုးနဲ့ကာဆိုလဲအဲ့တယောက်ယောက်တင်ပြီးလိုက်လို့လားလိုင်းပေါ်တက်လာတာအမားတို့ကအမားတို့တင်ခွင့်မရှိဘူးလေမရှိတဲ့အခါကျတော့အမအဲ့အမားတို့ကအဲ့တချင်းကနှစ်ပုတ်ပါတယ်အဲ့ချစ်ပန်းဝင်ပါလေအမအဲ့တော့ကျတော့အမတို့ကိုပိုင်ထုတ်တာပါဒါပေမဲ့အမတို့ကပုတ်ပြက်နဲ့တခြားလူကိုယုံတင်ပြီးတဲ့အချိန်မှာရောင်းလိုက်တာအဲ့နဲ့အမတို့ကဘောမှာအမတို့မတင်ပြတော့ဘူးအဲ့အဲ့ဒီတချင်းကိုကျတော့တင်လို့ရတယ်လေအဲ့ဒါအဲ့လုံးဝဆိုတာအဲ့တချင်းပေါ့မျက်ဝန်းဆိုတဲ့တချင်း အဲ့ဒါလေးကိုအမတချင်းတော့ဖြတ်တင်တာအဲအဲ့ဒါလေးကိုတို့အားပေးွားကြအောင်ကျေးဇူးအများကြီးတင်ပါတယ်မြတ်ဝန်နဲ့တချင်းနဲ့ music ဟုတ်တယ်မြတ်ဝန်မြတ်ဝန်အဲ့ရော music video ကနေထားပေါက်တာပေါ့အမတို့ကရုပ်ရှင်ကားထဲမှာအဲ့ဒီ MTV နဲ့ပုတ်ပါတယ် music video နဲ့ပုတ်ပါရုပ်ရှင်ကားအတိုင်းပဲလေဟိုအဲ့အဲ့မှာ video MTV နဲ့ပုတ်ပါတဲ့ခါကျတော့အမကားဆိုသုံးပုံပါတယ်ချက်ပန်းဝေးဆိုတဲ့တချင်းတိုင်တယ်လဲပါတယ်အဲ့လိုမျိုးဆိုတော့အဲ့ဒီကဟာပဲ MTV ပဲထားပေါက်သွားတာပေါ့ ့ဘောလမြိုင်မှာအဲ့ဒါဟိုဟာလေးဟိုစိန်ဆိုင်နဲ့ဟိုဟာဆွေဆိုင်ဖွင့်မှုရောင်းနေတယ်အခုပထမ2000ကျော်ပဲတန်လာအခုကိုဘေး2000 2000တော့3000ပဲတန်လာအခုကိုဘေးဖြစ်သွားတော့လေဈေးနှုန်းတွေအရန်တက်သွားအဲ့ဒါတော့အခုအမျိုးတွေကတအားနေရယ်ကိုကစီးပွားရေးလုံးမှာဆိုတော့လေအဲ့ဒါရောင်းချင်တာပေါ့နော်ကိုကဟုတ်တယ်ပို့လူချင်တာပေးသက်တွေကိုလေ3000နဲ့ချီပြီးလူချင်တာ ဲ့အတွက်ကြောင့်မှအလုံးလုံးမှဖြစ်တော့မှန်းအမတော့ဘယ်ပြောမလဲဟိုနောက်6လ9လတွင်တော့စဉ်းစားလာပဲအိမ်ဒီနေ့ရောင်းဖြစ်တာနဲ့နောက်နေ့တည့်ပြီးသားပဲရောင်းလဲလာလဲဝင်နေတယ်အမတို့နေရာတွေကရွှေတောင်ကြားလို့ဖြစ်နေအောင်အဲ့ဒါဆိုတော့လောက်ဝယ်ကြရလေဈေးကြိုဆိုတာစံတန်းကအဲ့လိုမားတို့ကဝင်းနာမီယာလို့နေရမျိုးမှနေရတာဟုတ်မော်လမြိုင်မှာလေအဲ့နေရာနဲ့အဲ့ဟိုဟာနဲ့တော့မမအမြိုင်နဲ့တော့မတူဘူး မာမြိုင်နဲ့အမားတို့နေရာနဲ့မောင်းလို့ရှိရင်နှစ်မိနစ်ပဲကြာတယ်။နှစ်မိနစ်ပဲကြာတော့ဈေးကတခြားစီဖြစ်သွားတာ။ဈေးကဒီဘက်ကဟိုဟာတကယ်ဝင်းနာမီယာဈေးဖြစ်သွားတာ။အရေးအဝေးပြေးကားကိန်းနေရာတွေပေါ့။အဲ့ဒါဈေးတစ်မျိုးဖြစ်သွားတာ။အဲ့ဒါအလူချင်းလို့လောက်တာဒီတိုင်းဆိုအမားကတော့စီဝါကြီးလုံးစရာမလိုတာအမားအမားတနည်းတခါတော့တိုင်းထောင်လာတော့လူနိုင်ပါလေ။အဲ့ဒီယဒနာဆိုင်ဖွင့်ချင်တာအမသိန်းတောင်းနဲ့ချီပြီးတော့လှူချင်တာအဲ့အတွက်ကြောင့်အမမရတော့လုံးလုံးမရမယ်လို့ မပြင်းလို့လို့မရတော့မမတို့ကဟိုညံကောင်းတဲ့လူတွေဆိုတော့အမှန်မှာစီးပွားရေးလုံးကြမလို့အဲ့လိုမျိုးကိုရီးယားအဲ့လိုမျိုးဟိုဘာလဲအခန်းငားစားတာတို့အိမ်ငားစားတာတို့မြေငားစားတာဆိုအမားတို့ကလူဖို့ကအဲ့လိုတိန်းတထောင်လောက်ကိုလူနိုင်တာပေါ့နော်အဲ့လိုဒါမဲ့အမားတိန်းတထောင်လောက်ကိုလူချင်တာအဲ့ဒါကြောင့်မာစီးပွားရေးလုံးမှာဖြစ်တော့မယ်ဆိုတွေးမိပါလူတွေဒုက္ခရောက်နေလေကိုကစီးပွားရေးလုံးတတ်တယ်ဆိုတော့မလို့ရင်မဖြစ်တော့ဘူးအဲ့ဒါကြောင့်မားတို့ကစီးပွားရေးလုံးမယ်လို့တွေးလိုက်အိမ်မကမရရအောင်လုပ်မယ်ခုလည်းလောက်ဝဲနေပြီး အဲ့ဟိုဘယ်လိုပြောမလဲလာဝယ်နေပြီဆိုတာလာမင်းနေကြပြီပေါ့နော်လာမင်းနေပြီဆိုတော့မတော့6လ9လတွင်မှာကောင်းတယ်ဖို့ဖြစ်မလားတော့မသိဘူးဘာလို့မျိုးတော့တွေးမိတာပေါ့အဲ့ဒီမှာတော့မဖွင့်ဘူးအဲ့ဒါသူတို့စိမ့်ဆိုင်နေရွှေဆိုင်နေရောင်းတဲ့နေရာပဲဖွင့်ရမှာမမဆောင်းဆိုတဲ့နာမည်နဲ့ဖွင့်ရမှာပေါ့အဲ့ဒါမှာပေးတဲ့တရားချစ်ပြီးတော့အားပေးပြီးတော့ပွဲကြည့်တော့လူရောင်းမလောက်ဖြစ်ချင်ပါလေလို့စိမ့်နေရွှေတွေအဲ့လိုမျိုးအသူများတွေရှိမှတင်ရအောင်မယ်လိုင်းလီမှာတင်တန်းတက်ရမှာလိုင်းလီကလက်ထပ်ပြီးတော့တင်မိမယ်လို့ပြောတာ အဲ့ဒါသူ့ကိုအကူညီတောင်းရမှာပေါ့မေဦးကပြအောင်အဲ့တော့မမဆောင်အခုလိုမျိုးအာဒီမွေးနေ့မှာပေါ့နော်မွေးလာလေးမှာ3900လူခွင့်ရခဲ့တယ်ပေါ့နော်အဲ့အတွက်အရန်အတိုင်းမတီဝမ်းသာပြီးသည်ဖြစ်ရပါတယ်လို့အကိုကလေသူများတွေအကုန်လုံးလူချင်းတာ3000နဲ့ချီပြောလူချင်းတာအဲ့အတွက်ကြောင့်အမအများကြီးစူးစမ်းအောင်မယ်လို့ပြောချင်ပါတယ် and အဲ့လိုမရှိတဲ့လူတွေတွေ့ရင်ကိုချင်းစားတယ်ပေါ့နော်တနာလဲရန်တနာတယ်အဲ့အတွက်ကြောင့်အမအများကြီးစူးစမ်းမှာပါလို့ပြောချင်ပါတယ်ပြီးတော့အဲ့လိုငလင်ရောက်ဒုက္ခရောက်ဝါးတဲ့သူတွေလည်းအမရဲ့ကုသိုလ်တွေအမြပေးဝေးပါတယ်လို့အားလုံးလည်းအမရဲ့ကုသိုလ်တွေရရှိပါစေအမဒီအခုသေဝါးတဲ့သူတွေအကုန်လုံးအမအမြပေးဝေးတယ်ပေါ့နော် အားလုံးအမြရကြပါစေလို့မမဆောင်ဆုတောင်းပေးပါတယ်